ကင်မရာနဲ့ရိုင်းကုန်းမိခဲ့တဲ့ဒဏ္ဍာရီလားတရဝါများကအမှန်လားလှည့်ပြားမှုလားကမ္ဘာတစ်ဝှမ်းမှာကျွန်တော်တို့မသိသေးတဲ့ထူးဆန်းတဲ့တရဝါတွေတကယ်ပဲရှိနေသလားဆိုတာမေးခွန်းထုတ်เสียဖြစ်နေပါတယ်တချို့လူတွေကဒီလိုတရဝါတွေကိုကင်မရာနဲ့တောင်အမှတ်တမ်းတင်နိုင်ခဲ့တယ်လို့ဆိုကြတာပါကယ်လီဖိုးနီးယားကမြက်ခင်းပြင်ပေါ်မှာကိုယ်တိုင်မပါဘဲရှေ့လျားနဲ့ခြေထောက်တင်ရှော့ပြီးသွားနေပုံညတကောင်အချိန်မှာကက်တက်ကီနောက်ဖေးကျန်ထဲမှာလူနဲ့တူတဲ့ဖျောက်တော့တော့တရဝါတွားသွားနေပုံ ကိုရိုနာတို့တောင်းတဲ့အထင်မှာကိုလုံးကိုရဲကြီးမားတဲ့အမွှေးဖုံးနေတဲ့သတ္တဝါကြီးကင်မရာနဲ့ပါလာဖို့စားရဲအဖြစ်ပြက်တွေအားတကယ်ကိုစိတ်ဝင်စားစရာကောင်းပြီးစက်သိန်းထားစရာကောင်းလာပါရင်ဒေါ်လန်စီဘိုက်ကာတယောက်လည်းဖြစ် TikTok ကလည်းဖြစ်တဲ့မိုးအိုဝင်ကညနေခင်းတစ်ခုမှာဒေါ်လန်တစ်ခုနဲ့ဆိုင်ကယ်လျှောက်စီးနေကြတာပါဇင်းနေမှုကမှတ်တမ်းတင်ဖို့အုတ်ထုတ်မှလည်းကင်မရာတက်ထားခဲ့ပါရင်အဲ့ဒီကတော်တော်ဝင်းဝင်းနဲ့ခင်းရောက်ခဲ့တာပါအဲ့လမ်းကအစိုးမရှိတယ်လို့ပဲလို့တော့သူကပြောပြခဲ့ပါရင် လမ်းခွဲတစ်ခုကိုရောက်တော့ထိုးဆန်းတဲ့အရာတစ်ခုကသူ့ကိုသတိထားမိပါတယ်။အဲ့ဒါကတော့ပုံမှန်မဟုတ်ပဲတိတ်ဆိတ်လုံးနေတာပါပဲ။အဲ့ဒါကြောင့်ဘယ်လန်းကိုဆက်သွားရမလဲခဏရဲ့စဉ်းစားနေတော့ချောမုံထဲကနေထိုးဆန်းတဲ့အရေးကြီးထွက်ပေါ်လာတာကိုသူမြင်လိုက်ရပါတယ်။အဲ့ဒီအရာကိုမြင်လာရင်အိုဝင်ကဆုံးဖြတ်ချက်မမြန်ချပြီးလာခဲ့တဲ့လမ်းကြောင်းအတိုင်းအမြန်လှည့်မောင်းပြန်ခဲ့တာပါ။ဒါပေမဲ့အိမ်မန်ဆိုးမန်နေတော့ပြင်းများဖြစ်နေတယ်လို့မျိုးအခြေအနေကိုရောက်ခဲ့ပြန်ပါတယ်။ဘာဖြစ်လဲဆိုရင်ဆိုင်ကယ်ဆက်ကဘလို့နှုတ်လို့မရတော့လို့ပါပဲ။မိုးဝင်တရားအထင်းချိန်မှာအတော်လေးလန်းခဲ့ရတယ်လို့ပြန်ပြောပြခဲ့တာပါ။ ကယ်လီဖိုးနီးယားပြည်နယ်ဖရန်နိုမြို့ကဂျိုဆင်းဆိုတဲ့မြို့သားတူကတော့အိမ်ရှိမြခင်းပြည်မှာတစုံတယောက်လားရှုပ်တာမျိုးရှိမလားလို့သိချင်ပြီးလုံခြုံရေးကင်မရာတက်ဆင်ထားခဲ့တာပါ။တညမှာတော့သူခွေးကထူးထူးခြားခြားအတင်းအဓမ္မဟောင်းနေလို့ကင်မရာမတန်းကိုဝင်းစေးကြည့်လိုက်တဲ့အခါတော်တော်လေးလန့်သွားခဲ့ပါရင်သူမြင်ရတာကပိန်သွဲပြီးဖျော့တော့တဲ့အဖြူရောင်တရဝပုံစံတစ်ခုဟာမြခင်းပြည်ပေါ်ရှော်ပြီးသွားနေတာပါ။ဒီပုံရိပ်ကလက်တွေကိုယ်တွေမပါဘဲရှည်လျားတဲ့ပြုံလို6000နှစ်ချောင်းရင်အပေါ်ဘက်မှာသေးငယ်တဲ့တစုံတရာနဲ့ဆက်သွယ်ထားပုံရတဲ့ပုံစံမျိုးဖြစ်ပါရင် လိုလိုလည်းမဟုတ်ဘူးတိရစ္ဆာန်လိုလည်းမဟုတ်ဘူးဘာလို့လဲဆိုတော့အဲ့လိုပုံစံမျိုးဘယ်အရာနဲ့မှမတူလို့ပါပဲဒီအချိန်မှာဂျိုဆေးကအရန်ကြောက်လန့်သွားပြီးသူ့ကိုယ်ကိုချစ်ချင်းနှိုးခဲ့ပါတယ်ဂျိုဆေးရဲ့ပြောပြချက်အရသူ့ကိုယ်အပြင်ထွက်ကြည့်တော့မြေကြီးပေါ်မှာထူးဆန်းတဲ့ခြေအားငယ်လေးတွေကိုတွေ့ခဲ့ရတာပါအဲဒါကြောင့်သူတို့လည်းရဲကိုအကြောင်းကြားခဲ့ပါတယ်ဒါပေမဲ့ရဲတွေရောက်လာချိန်မှာတော့အဲ့ဒီခြေအားတွေအပါအဝင်တပ်သေးကန်အစားအနာမှန်သမျှပျက်စီးသွားခဲ့ပြီဖြစ်ပါတယ် ။ဘာဖြစ်လဲဆိုတော့အဲဒီတုန်းကမိုးရေရွာနေလို့ပါပဲ။လူတွေကတော့ဒါကို France No Nightcrawler လို့ခေါ်တဲ့ Monster ကောင်ကြီးဖြစ်မယ်လို့ပြောဆိုနေခဲ့ကြတာပါ။ဒါပေမဲ့တကယ်အဖြစ်မှန်ကိုတော့တိတိကျကျဘယ်သူမှမရှင်းပြနိုင်ကြပါဘူး။၂၀22ခုနှစ်ဇူလိုင်လတုန်းက Kentucky ပြည်နယ် Mode Hat မျိုးကအင်တန်ရဲ့လုံခြုံရေးကင်မရာမှာလည်းတကယ်ကိုထူးဆန်းတဲ့အမှတ်တမ်းတစ်ခုကိုတင်ပြခဲ့ပါတယ်။ ညဘက်နောက်ကျတဲ့အချိန်မှာလူနဲ့ဆင်တဲ့ဖျောတော့တဲ့သတ္တဝါပုံစံတစ်ခုဟာလူတယောက်ရဲ့နောက်ဖေးချန်နဲ့ဖျက်သွားနေပုံဖြစ်ပါရင်ဒီသတ္တဝါကပိန်သွဲပြီးလက်တွေခြေထောက်တွေရှည်လာပါရင်အဝိစားဒါမှမဟုတ်အမွေးမြင်ဘာမှမပါပါဘူးလူလိုပြီးတာဒါမှမဟုတ်လမ်းလျှောက်တာမျိုးမဟုတ်ပဲထိုးဆန်းပြီးဖင်းကြီးနဲ့လှောင်ရှားမှုမျိုးနဲ့ခြံထဲမှာတွားသွားသလိုမျိုးတွားနေပုံဖြစ်ပါရင်အင်ရှင်ကဒီဗီဒီယိုကိုအွန်လိုင်းမှာဖျက်လိုက်ရတာကနေပေါက်သွားပြီးသတင်းဆိုင်တွေမှာပါလာခဲ့တာပါ ဒီလိုနဲ့အဲဒီကိစ္စကလည်းအငင်းပွားစရာဖြစ်လာခဲ့ပါတယ်တချို့ကလည်းသူတို့ထင်အားဒဏ္ဍာရီလားတရဝအကောင့်နေနာမည်တက်ပြောကြသလိုတချို့ကလည်းဂျိုးသားတွေဖြစ်မယ်ဆိုပြီးထင်ကြီးပေးခဲ့ကြတာပါနောက်တော့ဒေတာရင်းသတင်းတွေမှာတော့ဒီဗီဒီယိုကပါလာခဲ့ပြီး tribute သတင်းစာကတော့ဒါကို channel ဖေးကထူးဆန်းတဲ့မြင်ကွင်းလို့ရိုးရိုးလေးကောင်းစင်တက်ပြီးဖော်ပြခဲ့ပါတယ်ဒီကိစ္စကိုဘသူကမှရှင်းရှင်းလင်းလင်းရှင်းပြနိုင်ခြင်းမရှိခဲ့သလိုတာဝန်ရှိတဲ့ဌာနဆိုင်ရာတွေကလည်းဒါကိုဘာဖြစ်နိုင်လဲဆိုတာနဲ့ပတ်သက်ပြီးထုတ်ပြန်ချက်တစုံတရာမလုပ်ခဲ့ပါဘူးအင်တာနက်ပေါ်မှာတော့ဒီအဖြစ်အပျက်နဲ့ပတ်သက်ပြီးအမျိုးမျိုးသောသီအိုရီတွေထွက်ပေါ်ခဲ့တာပါ ူတို့ပြောတဲ့အထင်ကမတ်တက်ရဲ့လမ်းလျှောက်နိုင်တဲ့တမင်ဖြစ်နိုင်တယ်ဆိုတာကဖြစ်နိုင်ခြေနဲ့တယ်လို့ပြောမှာဖြစ်ပြီးအဝတ်မပါဘဲရှောက်သွားနေတဲ့ယောဂတဲ့ဒူးလို့ကောက်ချက်ချတာကတော့ပိုပြီးဖြစ်နိုင်ခြေရှိနေခဲ့ပါတယ်။2023ခုနှစ်အောက်တိုဘာလမှာကော်လိုရာဒိုတောနယ်တဲဖြတ်သွားတဲ့ရှုကင်းကြီးမြေထားစီးနေသူနှစ်ဦးဟာတောင်စောင်းတစ်ခုပေါ်လမ်းလျှောက်နေတဲ့ထူးဆန်းတဲ့တရဝါတစ်ကောင်ကိုတွေ့မြင်ခဲ့ပါတယ်။အဲ့ဒါကချက်ချင်းပဲဖုန်းထုတ်ပြီးဗီဒီယိုရိုက်ကူးခဲ့တာပေါ့သူတို့ရိုက်မိတာကတောင်ဆောင်ပေါ်မမက်လမ်းလျှောက်နေတဲ့ကိုလုံးကိုတဲ့ကြီးမားတဲ့သရဝပုံစံဖြစ်ပါတယ် တောင်တက်ပစ္စည်းဝယ်ဆင်ထားတဲ့လူတယောက်မဟုတ်တာတော့ဒေချာနေခဲ့တာပါဒေပုံရင်ကအရက်ရှင်ပြီးကိုလုံးကိုတဲ့တောင်တင်းပါရင်အညိုရောင်အမွေးတွေလည်းတကောလုံးအပြည့်ဖုံးနေတာပါခဏရရောက်မှတော့ယထာဘတ်ကိုလှည့်ကြည့်နေခဲ့ပါသေးတယ်ဒီနေရာကလူသူအရောက်ပေါအတော်လေးကိုနေတဲ့ဝေးတံခေါင်းတည်တဲ့နေရာမျိုးလှည့်စားတာမျိုးဖြစ်နိုင်ချေနေတယ်လို့တချို့တွေကထောက်ပြကြပါတယ်ဒါပေမဲ့တချို့ကတော့ဝင်းစုံနဲ့တူတယ်လို့ရိုးရှင်းစွာပြောကြတာပါဒီဗီဒီယိုဟာနိုင်ငံပိုင်အဆင့်သတင်းတွေမှာပါဖော်ပြခံခဲ့ရပြီး Facebook ဆိုတဲ့ထိုးစမ်းတဲ့အကောင့်အကြောင်းဆွေးနွေးညှင်းခေါ်မှုတွေပြန်ပြီးအစပြုပေးလိုက်ပါတယ်။ လူတော်များကဒီတတော်ဟာမတ်ဆောက်တဲ့နေရာမျိုးမှာကောင်းကောင်းမွန်မွန်ဘလုံးလုံးရှားသွားနိုင်တယ်လဲဆိုတာကိုလည်းထောက်ပြကြပါရင်ဘေးဖူတကယ်ရှိကြောင်းယုံကြည်သူတွေအတွက်တော့ဒါဟာခေတ်သစ်ဘေးဖူတွေးမြင်မှုတွေတဲကအကောင်းဆုံးတစ်ခုလို့လည်းဆိုကြပါရင်ဘာဖြစ်လဲဆိုရင်နေအလင်းရောင်အောင်မှာဒီအကောင်ကြီးကိုရှင်းရှင်းလင်းလင်းမြင်လိုက်ရလို့ပါပဲကနေဒါနိုင်ငံမှာလည်းစမ်းကြယ်တဲ့ဖြစ်ပျက်တွေရှိခဲ့ပါရင်2019ခုနှစ်အတွင်း ET ရလုံးပြီးနေဆိုလာအော့ဒေတာနာမှာအထွေကြောင့်ရေမုံဆိုဂီနိုမီကက်ကသူစနစ်အပါဝင်မြေဖြစ်သူတွေနဲ့ကြယ်ရိုင်းအမဲလိုက်နေရင် တပ်ပင်အောင်နဲ့နဲ့ထဲကနေထိုးဆန်းပြီးကြောက်စရာကောင်းတဲ့အဟိတန်ကိုကြားခဲ့ရပါတယ်။ဒီအတန်ကငန်းအော်တန်နဲ့တူလို့ငန်းရိုင်းတွေများဖြစ်မလားဆိုရင်အစကထင်ခဲ့ပေမဲ့အဟိတန်နေဇာတိုက်ထွက်ပေါ်လာပြီးပိုချင်လာကပိုပြီးရန်လိုလာတာပါ။သူဘွားတစ်ချောင်းလုံးအမဲလိုက်ခဲ့တဲ့မုံဆိုးတူဖြစ်ပေမဲ့ဒီလိုအတန်မျိုးဒီဒေသမှာရှိတဲ့ဘဲတလိဆန်ထဲမှာမတူဘူးဆိုတော့မိကက်ကနားလည်သွားပါတယ်။အဲဒါကြောင့်ဒါဘေးဖူရဲ့တကယ်အတန်မှန်တန်ဖြစ်နိုင်သလားဆိုတာကတော့မေးခွန်းထုတ်စရာဖြစ်နေကြတာပါ။ဘေးဖူမဟုတ်လည်းလူတွေမသိသေးတဲ့ထူးထူးဆန်းဆန်းအကောင့်တစ်ကောင်လည်းဖြစ်နိုင်ခြင်းရှိနေတာပါ။ British Columbia မှာတောင်တက်နေတဲ့တငယ်ချင်းနှစ်ယောက်လည်းသူတို့ရှင်းပြလို့မရနိုင်တဲ့အရာတစ်ခုကိုမှတ်တမ်းတင်ခဲ့ပါတယ်။နေ့နေ့ဖုံးနေတဲ့တောင်ဆွဲပေါ်မက်မက်လန်းရှောင်းနေတဲ့သတ္တဝါပုံစံကိုသူတို့နှစ်ယောက်စလုံးတွေ့ခဲ့ရတာပါ။အဝေးကဖြစ်ပေမဲ့သူတို့တကယ်မြင်ရတာပိုရှင်းတယ်လို့ပြောပြကြပါတယ်။အဲ့ဒီနေရာကသွားလာရအတော်လေးခက်ခဲတဲ့နေရာဖြစ်ပါတယ်။နေ့နေ့နဲ့ပြီးမတ်ဆောက်တဲ့တောင်စင်းတွေရှိတယ်လို့သွားစရာလမ်းကြောင်းကလည်းရှင်းရှင်းလင်းလင်းမရှိပါဘူး။ဒါပေမဲ့အဲ့ဒီသတ္တဝါကနှင်းရှောင်းဖက်နဲ့ဒါမှမဟုတ်ကြောဘိုးအိတ်ဘာမှမပါဘဲအရန်မြန်မြန်နဲ့ချောချောမွေ့မွေ့ရွေလျားသွားခဲ့တာပါ။ဒီကောလုံးအယောင်တယောင်နဲ့ဝေထားပုံရပါတယ်။ ဒီလိုနှင်းမျိုးမှာပစိကရိယာမပါဘဲသွာလာရတာမဖြစ်နိုင်သလောက်ပါပဲလို့သူတို့ကပြောပါတယ်။သူတို့တွေ့တဲ့ပုံရိပ်ကတော့နှင်းတော်ထဲမှာပေါ့ပေါ့ပါပါလမ်းလျှောက်သွားနေခဲ့တာပါ။ဒီပုံရိပ်ကဝဝနဲ့လည်းမတူဘူးလို့ဆိုပါတယ်။တကယ်တော့ဒါဟာတယောက်တည်းတောင်တက်တဲ့တကယ် professional တူဆိုတာကဖြစ်နိုင်ဆုံးရှင်းပြချက်ဖြစ်နိုင်ပါတယ်။ဒါပေမဲ့မဟုတ်ခင်ရောဆိုတာကသူတို့ကစိတ်နှောင့်ယှက်ဖြစ်စေခဲ့တာပါ။တောင်းကိုဆင်းဖို့အနည်းဆုံးလမ်းကြောင်းကပေ300လောက်ရှိတဲ့မတ်ဆောက်တဲ့ကြောင်ကြီးဖြစ်ပြီးသူတို့မှတောင်းတဲ့ပစ္စည်းတွေမပါလို့နောက်ကလိုက်လို့မရခဲ့ပါဘူး။ဒါဟော Sasquatch လို့ခေါ်တဲ့ထူးဆန်းတဲ့အကောင်လားဒါမှမဟုတ်အကြောင်းစိမ့်ရှိတဲ့နှင်းတောင်တက်သမားလားဒါမှမဟုတ်တခြားတစုံတရာလားဆိုတာကတော့သူတို့ကိုစနိုးစနောက်ဖြစ်စေခဲ့လို့ဗီဒီယိုကို online ပေါ်တင်ပြခဲ့တာပါဒီအချိန်မှာလူလူတော်များကလည်းဒီလောက်နှင်းထူတဲ့အထဲမှာဒီလောက်မင်းမြန်သွားနိုင်တာကလူတယောက်လုံးဝမဖြစ်နိုင်ဘူးဆိုတဲ့မှတ်ချက်တွေကိုပဲအများဆုံးရလာခဲ့တာပါဒေသခံတွေကလာဟာဖလော့ချုတ်ကောင်လို့ခေါ်ကြတဲ့ဒီတရဝါဟာအိုင်စလန်ရဲ့နာမည်ကျော် Lornes Monster လို့မျိုးဖြစ်ပါရင်လာဟာဖလော့ရေကန်ရဲ့အေးခဲတဲ့အနက်ပိုင်းမှာနေထိုင်တယ်လို့ဆိုကြပြီးကိုလုံးကိုယ်တွေကကြီးမားလာပါရင် ပင်လေးဆယ်လောင်းအထိရှည်လျားနိုင်ပြီးတင်းထင်းနေကြပင်လယ်မွေတွေလို့ချောမွေနေတာမဟုတ်ပင်သူ့ကြောပေါ်မှာအဘူကြီးရဲ့အစီစဉ်လိုက်ပါဝင်တယ်လို့ဖော်ပြကြပါတယ်။ Lotus တရဝါကြီးတကယ်ရှိတယ်လို့ယုံကြည်ကြသူတွေလည်းအများကြီးရှိနေတာပါ။အဲ့ဒါနဲ့ဆိုင်တဲ့ရုပ်ရှင်တွေလည်းရှိပါတယ်။အဲ့ဒီဒဲကမှာ2009ခုနှစ်ကထွက်ထားတဲ့ The Water Hot Legend of the D ကလူသိများပါတယ်။ဒီတရဝါကိုတွင်းမြင်တဲ့မှတ်တမ်းတွေဟာ1345ခုနှစ်လောက်အထိရှိခဲ့ပြီးရာစုနှစ်တွေတခြားတွင်းမြင်မှုကသတင်းမျိုးစုံနဲ့ထွက်ခဲ့တာပါ။ 1963ခုနှစ်မှာအိုင်စလန်ရဲ့အမျိုးသားတစ်တော်ရင်အကြီးကဲကသူကိုယ်တိုင်ဒီကောင်ကိုသူ့မျက်လုံးနဲ့မြင်ခဲ့ရတယ်လို့တော့အခိုင်အမာပြောဆိုခဲ့ပါတယ်။1968မှာလည်းဆရာတဦးနဲ့အကြောင်းသားအုပ်စုကမြင်ခဲ့ရတယ်လို့ဆိုပါတယ်။အစိမ့်ဝင်စားဆုံးဖြစ်ပျက်ကတော့1983ခုနှစ်မှာရေကန်ရဲ့အရှိတ်ကန်းနာမှာဖုန်းကေဘယ်ကြိုးချနေတဲ့လုံသားအုပ်စုကြုံခဲ့ရတာပါ။သူတို့ရေအနက်တိုင်းထွာနေစဉ်ရေအောင်းနဲ့နဲ့မှာကြီးမားပြီးလှုံရှားနေတဲ့အရာတခုကိုသူတို့တွေ့ရှိခဲ့တာပါ။နောက်ပိုင်းကေဘယ်ကိုပြန်ဆယ်ယူတဲ့အခါအဲ့အရာပေါ်နားခဲ့တဲ့နေရာမှာကေဘယ်ကပြတ်တောက်နေတာကိုတွေ့ရှိခဲ့ရတာပါ နောက်ဆုံး2003ခုနှစ်မှာတော့အသက်69နှစ်အရွယ်တောင်သူတူးကရေကန်နဲ့တိုက်ရိုက်ဆီးဝင်နေတဲ့မြစ်ထဲမှာမွေးလိုမျိုးလိမ်မီကူးခတ်နေတဲ့ဗီဒီယိုကိုရိုက်ကူးနိုင်ခဲ့ရာကနေဒီဇယ်လန်ကတကြောပြန်လူသိများလာခဲ့တာပါ။ ဟာလီဟော့တ်မန်ဘေးဖူမှတ်တမ်းလို့ခေါ်ကြတဲ့ဗီဒီယိုတစ်ပုဒ်ကလည်းအင်တာနက်ခေတ်ဦးမှာတော်တော်လေးလူပြောများခဲ့တာပါ။နောက်ပိုင်းမှာဒီဗီဒီယိုကတကြောပြန်ပြောက်သွားခဲ့ပါတယ်။ဒါပေမဲ့အသိပ္ပာယ်သတင်းကတော့ပြန်ပေါ်လာခဲ့တာပါ။ဒါဟာနာမည်ကျော်ဘေးဖူလေးလာရေးဝါသနာရှင်ဟော့တ်မန်ကိုယ်တိုင်ရိုက်ကူးခဲ့တယ်လို့ယုံကြည်နိုင်တဲ့ရုပ်သံဖြစ်ပြီးရိုးသားသားပြောရရင်တော်တော်လေးလေးခိုင်မာမှုရှိနေပါတယ်။ဒီဗီဒီယိုထဲမှာဆိုရင်အဲ့ဒီတတော်ဝါကိုကောင်းကောင်းမြင်ရပါတယ်။ပုံရင်းကပါတီပွဲတွေမှာဂေါ်လာဝိဆောင်ဝင်ထားတဲ့လူတယောက်လိုမျိုးမဟုတ်ပါဘူး။အမွေးတွေအောက်မှာတကယ်ကြွက်သားလိုမျိုးပုံစံမျိုးမြင်ရပါတယ်။ ကင်မရာကနည်းနည်းလှုပ်နေတယ်ဆိုပေမဲ့ရိုက်ထားခဲ့တာကတော့အမှန်ကန်ကြီးပါပြောရမယ်ဆိုရင်ဒီမန်တန်းကရုတ်တရက်တွေ့လိုက်ရတဲ့အချိန်မှာအမြန်ရိုက်ကူးလိုက်ပုံနဲ့တူပါရင်ဒါပေမဲ့ထူးဆန်းတဲ့အခြေအနေကိုတီးခွင့်ရတဲ့အထိတော့လုံလောက်နေခဲ့တာပါ1992ခုနှစ်ကတော့ Ohio အမျက်လူသားဆိုတဲ့အကောင့်ကြီးရဲ့ဇာတ်လမ်းကတက်စကန်ထားခဲ့ပူပါရင်မျက်လူသားဆိုတာကခန္ဓာကိုယ်မှာဖုံးလွှမ်းနေတဲ့အမွှေးရှိရှိကြီးတွေကြောင့်အခေါ်ခံခဲ့ရတာပါမျက်နှာအသွင်ပြင်ကတော့မျက်ဝန်ကြီးတွေနဲ့တူပါရင်အဲဒါကြောင့်ဒီကောင်ကြီးတွေရဲ့ပုံစံက patchy gain တွေက မြက်ခါလီစုဝစ်စုံကြီးတွေဝေထားတဲ့မြောင်းဝင်ကြီးတွေလိုပါပဲနောက်ပြီးဒီအကောင်ကြီးတွေခန္ဓာကိုယ်ကလည်းတံမှန်မြောင်းဝင်ထက်ပိုကြီးနေတာပါဒီဗီဒီယိုကိုအိုဟိုင်းယိုပြည်နယ်အရှေ့ပိုင်းကဒွန်ကီတင်ဆိုတဲ့သူကရိုက်ကူးခဲ့တာပါ။တောရင်ဝင်သွားနေတဲ့ကိုလုံးကိုရဲကြီးပြီးအမွှေးများတဲ့ပုံစံကိုသူရိုက်ကူးနိုင်ခဲ့ပါတယ်။ရုပ်ထွက်ကတော့ဝါးနေပြီးအတော်လေးဝေးပါတယ်။ဒါကြောင့်တင်းပြီးရှင်းလင်းပြတ်သားတာမျိုးတော့မဟုတ်ပါဘူး။ဒါပေမဲ့တပ်ပင်နေကြားမှာတစုံတရာရွေလျားနေတာကတော့တေးကြပါတယ်။ဒါဟာတက်သေးကန်ဗီဒီယိုမှတ်တမ်းနေတဲ့မှာအခိုင်အမာဆုံးတော့မဟုတ်ပါဘူး။ဒီပုံရိပ်တိတိကျကျပါလဲပြောဖို့ခက်ပါတယ်။ ဒါပေမဲ့ဒီဗီဒီယိုဟာအဲ့ဒီအချိန်ကလူတော်တော်များများချာမှပြန်နှံ့ခဲ့ပြီးအတော်လေးကိုငင်းခုန်ဖြစ်ခဲ့တာပါဒီလိုငင်းခုန်တွေကအများကြီးစိတ်ဝင်စားစရာကောင်းစေတာတော့အမှန်ပါပဲစိတ်ဝင်စားစရာကောင်းတာကကီတင်ဟာဒီဗီဒီယိုမရခင်ကအဲ့ဒီကိစ္စတွေကိုမယုံတဲ့သူတယောက်ဖြစ်ပါရင်ဒါပေမဲ့ဒီအတွေ့အကြုံရပြီးနောက်မှာတော့သူ့အမြင်ပြောင်းလဲသွားခဲ့တာပါနောက်ဆုံးအနေနဲ့အိုဟိုင်းယိုမှာနာမည်ကြီးခဲ့တဲ့ Software Creator ဆိုတဲ့အကြောင်းအရာဖြစ်ပါရင်ငွေရင်းဗီဒီယိုကတော့7မိနစ်လောက်ရှည်ပြီးမျက်လူသားတွေအကြောင်းကိုပဲအသေးစိတ်သုံးသပ်ထားတာပါ အဲဒီတော့ကလေးလာသူနှစ်ယောက်က software ပြည်နဲ့မျိုးသားဝင်းနယ်ကိုစူးစမ်းရေးခီးထွက်နေတော့ဒီအဖြစ်ပြက်ကိုကြုံခဲ့ရတာဖြစ်ပါရင်သူတို့နှစ်ယောက်ကအပင်နဲ့ချုံမိုးတွေနောက်ဘက်မှာထိုးဆန်းတဲ့အတန်းတွေကြားရလို့ကြောင်သွားချိန်မှာပဲအမွေးဖွားဖွားခန္ဓာကိုယ်ကြီးကြီးမျောဝင်ကြီးထွက်လာတာကိုလွှမ်းတွေ့လိုက်ရတာပါဒီချိန်မှာပဲနှစ်ယောက်သားဒီကောင်ကြီးကိုကင်မရာနဲ့ကြပြားကြရာကောက်ချိန်လိုက်ပါရင်နောက်ပြီးအကောင်ကြီးရဲ့လှုံရှားပုံကိုရနိုင်တဲ့လောက်အမှတ်တမ်းတင်ခဲ့လိုက်တာပါဒီဗီဒီယိုကမျက်လူသားတွေနဲ့ပတ်သက်တဲ့အငင်းပွားမှုတွေကိုရောပါးစေတဲ့အထိစွမ်းဆောင်နိုင်ခဲ့ပါတယ်ဘာလဲဆိုတော့ဗီဒီယိုထဲမှာအယုတ်ရောအတန်မှာပြည့်ပြည့်သားသားရှိနေလို့ပါပဲ ဒီ hari ကတော့အမတ်မတင်မှတ်တမ်းတင်ပေးခဲ့တယ်လို့ဆိုကြတယ်။စမ်းကျယ်တရားဝရအကြောင်းတချို့ပဲဖြစ်ပါတယ်။ဒီအကြောင်းအရာတွေကိုဘယ်လိုတင်လဲဆိုတော့ comment မှာဝေမျှပေးသွားဖို့လည်းဖိတ်ခေါ်လိုက်ပါတယ်။အဆုံးထိကြည့်ရှုပေးခဲ့ကြတဲ့အတွက်ကျေးဇူးတင်ပါတယ်ခင်ဗျာ။